မင်းသမီးဆိုတဲ့ဂုံပုတ်တွေကိုဆွလွတ်ကဆလုံးမျိုးနဲ့စုတွေကြမှာပျော်ရွှင်နေပြီဖြစ်တဲ့ခင်လေးຫນွေအလုံးမဲမင်္ဂလာပါဗမီစနောင်းကနေကြွဆိုလိုက်ပါတယ်တစ်ချိန်တုန်းကမင်းသမီးဘဝကိုကြောမောကဖျက်ဆီးခဲ့တဲ့ခင်လေးຫນွေကအခုလက်ရှိမှာတော့ကော့တောင်းမျိုးကကျွန်းစုလေးတစ်ခုမှကျွန်းသူဘဝကိုဖျက်ဆီးလို့နေတာဖြစ်ပါတယ်ခင်မောဖြစ်သူကကျွန်းပိုင်ရှင်ဖြစ်တာမို့ခင်လေးຫນွေကကျွန်းမှာအပန်းဖြေစခန်းဖွင့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်တဘာဝအပန်းဖြေကျွန်းစခန်းတစ်ခုဖြစ်တာမို့မျိုးပြနဲ့လဲဝေးသလိုအစာအသောက်အသုံးဆောင်ဖြစ်စည်းတွေဆိုလဲအရန်ကိုရှာပါတာပါတ ခုခုလိုပြီးဆိုရင်တင်ပေါ်အသေးလေးတစ်ခုဆိုင်မှသာစာနဲ့ရိတ်ခါကရတာပေါ့မျိုးပြလူတွေနဲ့ဝေးတဲ့နေရာတွေဖြစ်တဲ့ရှာပါပင်လေရင်းနေတတဝါမျိုးစုံကိုတွေ့ရသလုံးအေးချမ်းနဲ့ကျွန်းအလှကိုလည်းခန်းစားရနိုင်ပါတယ်ခင်လင်းတွေတို့ကဒီနှစ်မှာကျွန်းစာဖွင့်ခဲ့တာဖြစ်တဲ့အတွက်တနိုင်တပိုင်းလေးသာဖွင့်ထားတာပေါ့ခင်လင်းတွေတို့ဇနီးမောင်နှံကိုရင်သာဦးစီးနေတာပေါ့ကျွန်းမနေနေတဲ့အချိန်မှာရှာပါလူမျိုးစုတွေဖြစ်တဲ့စလုံးလူမျိုးတွေနဲ့လည်းတွေ့ခဲ့ရပါတယ် စလုံးလူမျိုးတွေကတော့ဒင်းငယ်တဲ့လေတစင်းထဲမှာမိသားစုလိုက်နေကရေပေါ်မှာပဲဖြတ်တန်းနေကြတာပါတနည်းပတ်လုံးကိုရေပေါ်မှာနေထိုင်စားတော့ကဖြတ်တန်းတဲ့လူမျိုးဖြစ်တာကြောင့်ရှားပါလူမျိုးစုဖြစ်ပါတယ် ထမင်းဟင်းချက်ဖို့အတွက်မီးဖို့လေးတလုံးတင်ထားပြီးအိတ်ဖို့ဆောင်းပါးလေးနဲ့လှေပေါ်မှာနေထိုင်ကြတာပါ။ရေနာပိုင်းထဲမှာလှေလောရင်းသွားလိုက်ရေငုံလိုက်နဲ့ရေဆိုတာသူတို့အတွက်တော့မြေကြီးလိုပဲစမ်းချရတဲ့ပတ်ဝန်းကျင်တစ်ခုမဟုတ်တော့ပါဘူး။ဒါပေမဲ့စာနယ်ရိတ်ခါအတွက်တော့အခက်အခဲဖြစ်ကြတာပါ။လေပေါ်မှာနေကငားနဲ့ပင်လယ်ဇာတွေကိုသာအဓိကဖမ်းယူစားတော့ကြရပါတယ်။ ခင်လင်းနယ်ကစလုံးလူမျိုးတွေရှိတယ်လို့သိရတာနဲ့ရောက်သွားခဲ့တာပေါ့။ဒါအပြင်ခင်လင်းနယ်နဲ့မြို့သားဖြစ်သူတို့ကဖော်ရေးကြတဲ့အတွက်စလုံးမီသားစုကလည်းသူတို့လိုအပ်တာကိုအမနာတမ်းတောင်းတပါတယ်။သူတို့တောင်းတဲ့ပစ္စည်းတွေက တမိုးကြီးတွေမဟုတ်ဘဲစံစီနဲ့စားစရာတချို့ပေါ့။ခင်လင်းနယ်တို့ကကျွန်းပိုင်ရှင်ဖြစ်တာမို့ရိတ်ခါရတဲ့အတွက်ခုလိုတောင်းရတာပေါ့။ ခင်လင်းတွေကိုမင်းသမီးဆိုပြီးလဲမသိလိုက်သလိုခင်လင်းတွေကလည်းသူတို့ဘောမှာဖော်ဖော်ရွရွသာဆက်ဆံတာပေါ့ပြီးခဲ့တဲ့ရက်မှာခင်လင်းတွေတို့ကျုံးကိုစလုံးအမျိုးသားကလာကစားစရာတချို့လာတောင်းခဲ့ပါတယ်ဒါပေမဲ့ခင်လင်းတွေတို့စီမားလဲစားစရာကပြတ်တဲ့အချိန်မို့တင်မောဆိုင်ရင်ပေးပါမယ်ဆိုပြီးပြောထားခဲ့တာပေါ့ဆန်နဲ့စီရွေရောက်လာတာနဲ့ခင်လင်းတွေနဲ့ခင်မောဖြစ်သူကလှေကိုကိုတိုင်းလှော်ကောင်းစလုံးလူမျိုးတွေရှိတဲ့နေရာကိုသွားခဲ့ကြပါတယ်စလုံးလူမျိုးတွေကရေထဲမှာသာသွားလာနေတာမို့ရှာရတာမခံလာပါဘူးခင်လင်းတွေကသူတို့မှာဆန်စီခေါဆွဲ ကြောင့်ငါတက်တောင်းချက်သွန်ဒီချက်သွန်ဖြူတွေကိုပေးခဲ့တာဖြစ်ပါတယ်။ဆလုံးလူမျိုးတွေကမြန်မာစကားကိုလည်းပီတာရှင်းလင်းအောင်မပြောတတ်ပါဘူး။လေပေါ်မှာသာနေထိုင်ရတာဖြစ်တယ်လို့သူတို့မိသားစုချင်းသာဆက်ဆံပြောဆိုတာမို့မြန်မာစကားမပီတာတာဖြစ်ပါတယ်။ဒါအပြင်နေအောင်ကြီးအောက်မှာအကမပါပဲလှေတစင်းနဲ့သွာလာနေသူတွေဖြစ်တယ်မို့အသားရောင်ကလည်းညိုရင်ရောင်နေတာများပါတယ်။နေပူလုံလိုက်ရေဆင်းချိုးလိုက်နေမို့အခုလိုအသားရောင်တွေဖြစ်နေရတာပါ။ဟိုရင်တုန်းကဆိုရင်စလုံးအမျိုးသားတွေကအချက်တရားကိုဖုံးယုံတော့တာဝစ်စင်ကြတယ်လို့သိရပါတယ် ခင်းနှွေကတော့အောင်မြင်မှုတွေကိုစွန့်လောက်ကရပလူမျိုးစုတွေဖြစ်တဲ့စလုံးလူမျိုးတွေလိုတဘာဝတရားကြီးနဲ့ထိတွေ့နေရတာကိုပဲပျော်ရွှင်လို့နေပါပင်ပရိသတ်ကြီးရောစလုံးမျိုးနယ်စုတွေကိုအပြစ်မမြင်ဘူးကြလားဆိုတာပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ